ရန်ကုန်တိုင်းသင်္ကန်းကျွန်းမြို့နယ်ကနေရွေးကောက်ပွဲဝင်ပြိုင်မဲ့ပြည်သူ့ပါတီ PP ဝင်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းကိုမဲဆွေရောင်မှာ2021ຫນွေဥတော်လန်ရေးကြောင်းထည့်သွင်းပြောခဲ့တာကြောင့်အရေးယူသွားမယ်လို့စစ်ကော်မရှင်လောက်ခံရွေးကောက်ပွဲကော်မရှင် UEC ကဆိုပါတယ်။အဆိုပါပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းမှာဥလွင်မြင့်ဖြစ်ပြီး၎င်းဟာနိုင်ငံရေးမျိုးဆက်30တိုင်နိုင်ငံရေးအကျဉ်းသားဖြစ်သလိုရွေးကောက်ပွဲအတွက်မဲဆွေဟောပြောရမှာလဲအဲ့ဒီကိစ္စတွေထည့်ပြောတာကြောင့် ဆင်လော်ဘီတွေကအေးအေးယူပေးဖို့တောင်းဆိုလာတာဖြစ်ပါတယ်။အဲဒီလိုနှုံးစော်တောင်းဆိုတာကြောင့် UEC ကနိုဝင်ဘာ16ရက်မှာဥလွင်မြင့်ကိုအကြောင်းအရာမှန်ကန်ရင်တရားစွဲအဖွဲ့အစည်းတွေကသက်ဆိုင်ရာဥပဒေနဲ့အေးအေးယူမှာဖြစ်ပြီး၎င်းတို့အနေနဲ့လည်းရွေးကောက်ပွဲဥပဒေနဲ့ဆက်လက်အေးအေးယူရမယ်လို့ဝါရဖြန့်မီဒီယာတွေကိုပြောကြားထားပါတယ်။အဲဒီကိစ္စနဲ့ပတ်သက်ပြီးဥလွင်မြင့်ကို မေးမြန်းဖို့ ARD Time သတင်းဌာနကဆက်သွယ်နေစေဖြစ်ပြီး၎င်းနေနဲ့မဲဆွယ်ဟောပြောရာမှာ ိုင်ငံရေးမျိုးဆက်30တိုင်နိုင်ငံရေးအကျဉ်းသားဖြစ်ကဖခင်ဖြစ်သူမှာအာဏာရှင်စနစ်ကိုတော်လှန်ခဲ့တဲ့ကိုကိုကျွန်းပြန်ဖြစ်တယ်လို့လည်းဆိုပါရယ်ခုကျွန်တော်ဆိုရင်လေပြည်သူပါတီကိုစားပြုတင်ကန်းညွန်းမြို့နယ်ပြည်သူလွတ်တော်ကိုစလေလောင်ဥလွင်မြင့်ဥလွင်မြင့်ဆိုတာလေနိုင်ငံရေးမျိုးဆက်30တိုင်တိုင်ကျွန်တော်တို့ဟာနိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့တဲ့ဥလွင်မြင့်ဖြစ်တယ်စစ်ကောင်မရှင်ဟာအာနာသိမ်းပြီးနောက်ဥလွင်မြင့်ရဲ့တားဖြစ်သူကိုတန်းထိုင်ဖို့ဖမ်းဆီးကာ ပုံမှန်905နဲ့ထောင်ဒဏ်ချမှတ်ခဲ့ပါတယ်။ပြီးခဲ့တဲ့လပိုင်းကပဲအသားဖြစ်သူပြန်လည်လွတ်မြောက်လာတာဖြစ်ပြီးအဲ့ဒီခြေနေတွေကိုထဲသွင်းပြောဆိုက၎င်းကိုယုံကြည်စွာမဲပေးဖို့ဥလွင်မြင့်ကထုတ်လွှင့်ပြောဆိုခဲ့ပါတယ်။ပြည်သူပါတီ PP ပါတီကိုရခိုင်၈၈ကျောင်းသားကောင်းဆောင်ဥကိုကိုကြီးကဥဆောင်ထားပြီးအာနာသိန်းစစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကိုတနိုင်ငံလုံးတိုင်းတာနဲ့ဝင်ပြိုင်မှာဖြစ်ပါတယ်။အဲ့ဒီတဲကတင်ငန်းကျုံမျိုးနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဥလွင်မြင့်ကို ပထမဆုံးချိန်ရေးယူသွားဖို့ UEC ကထုတ်ဖော်ပြောဆိုလာတာလည်းဖြစ်ပါတယ်